လိုချင်တဲ့အရာထက်လိုအပ်တဲ့အရာကိုအရှင်လုပ်ပါမင်းလိုချင်တဲ့အရာထက်လိုအပ်တဲ့အရာကိုပဲအရင်လုပ်ပြင်းတယ်ခဏတာကို မကြည့်နဲ့တဘဝစာကို ကြည်တတ်ပါစေတချို့အရာတွေကလိုချင်တတ်မှတ်ဖို့ကောင်းတယ်ဒါပဲမဲအတွက်အာမခံချက်မရှိလို့ အဓိကနဲ့တာမညာခွဲခြားတတ်ပါစေဘဝကိုစကလုံးတွေနဲ့ရေးသားလို့မရဘူးလုံဆောင်ချက်တွေနဲ့ပုံဖော်တတ်သူဖြစ်ပါစေမျောလင်းချက်အိမ်မက်တွေပြောင်းဆုံသွားတဲ့အခါပြန်လဲတည်ဆောက်ဖို့ကြိုးစားပါဘဝဆိုတာကြိုလဲဖို့လွယ်ကူတလောက်ရန်တည်ဆောက်ဖို့ဆိုတာအရန်ခက်ခဲပါတယ် အိမ်မက်ဆိုတာဟာအခမဲ့မက်လို့ရပါမယ်အကောင့်တွေပေါ်ဖို့အတွက်အစွမ်းကိုပေးဆက်ရရင်လေကိုသာလေကိုရဲ့အားကိုရမှာကိုခုကိုယုံကြည်ချက်ရှိနေတဲ့၍ရှင်သန်ချိန်တိုင်းအတိတ်ပဲရှိနေမှာပါကိုလျှောက်လန်းနေတဲ့လမ်းတလျှောက်မှာအခက်အခဲတွေကြုံလို့လက်လျှော့ချင်လာတဲ့အခါ တင်ပါကြောင့်စတဲ့ကဲလဲဆိုတာကိုပြန်တည်ရပါသူများနဲ့မတူတဲ့အခက်အခဲတွေကိုရင်ဆိုင်ကြော်ဖြတ်ပြီးတဲ့အခါသူများနဲ့မတူတဲ့ခံစားခွင့်တွေရရှိလာမယ်ဆိုတာဧကံမုတ်ချကြုံကြည်လိုက်ပါမိတ်ဆွေချီးမပါတဲ့ခလေးဟာမိုးထဲမှာပိုပြေးပြန်တတ်ပါတယ် ဥတီကျမရှိတဲ့လူဟာဥတီကျရှိတဲ့သူအတွက်အလုံးလုံးပေးရတယ်။ဘွန်တီဂရီဆိုတာကြေးတစ်စိတ်အရေးချင်းဆိုတာငွေတစ်စိတ်လူမှုဆက်ဆံရေးအတက်ဟာရွှေတစ်စိတ်ကအချစ်ဆိုတာရိုးရိုးရှင်းရှင်းပဲဖြစ်လို့ရတယ်။လွယ်လွယ်ကူကူမဖြစ်တဲ့ဘူး။ယောက်ျားကောင်းဟာ ်ဖြူဆွဲမှုတံကို ကောင်းကောင်းခံနိုင်စွမ်းလိုသလိုမိမ့်မကောင်းဟာအတိချံတဲ့တံကိုခံနိုင်စွမ်းရှိရပါမယ်။လှပတဲ့နတ်သမီးဆိုတာလူလောကမှာတကယ်မရှိပါဘူး။စိတ်ရင်းကောင်းတဲ့မိန်းကလေးဆိုတာပဲရှိပါအမောက်ခရရတဲ့လူဟာဘာမှထိခိုက်မှုမရှိပါဘူး မုံတဲ့လူရဲ့နှလုံးသားထဲမှာသာဒဏ်ရာတန်ချက်အဖြစ်ဖြစ်နေတတ်ပါတယ်။တင်ကိုယ်တိုင်တင်ဘဝအခက်ခဲကိုရင်ဆိုင်ရဲတတိမရှိဘူးဆိုရင်တင့်အတွက်ရဲရင်ပေးမယ်လူမရှိပါဘူး။ပြဿနာတွေ့ရင်မိမိကိုယ်ကိုအရင်စမ်းစစ်ပါ။ဝမ်းချုပ်တိုင်းလားကဘာမီဆွဲအားကို ပြစ်ဖို့နေမယ်ဆိုရင် ြတနာကဘယ်တော့မှပြီးမှဟောမှ မဟုတ်ပါဘူးအခုဒီဗီဒီယိုကိုแชร์သားလို့ရပါတယ်